ရှိဘူးဆိုရင်ဘယ်လိုဆွဲမှာလဲဆွဲရပြီပါဘုရားတရားအထုတ်တယ်တယောက်ဆိုတော့ခန္ဓာဇက်သိင်းနဲ့တရားခွင်မှန်ပါဗျာတော့တပံပုဂ္ဂိုလ်တရားကံပုဂ္ဂိုလ်အပေခန္ဓာဇက်သိင်းလားနော်မှန်ပါဗျာတစ္ဆာတိလိုတကယ်လေ့လာပြီးတော့ကျေကျွန်းအထုတ်မယ်ဆိုရင်ဝိပ္ပမင်းကြံမစ်ပေါက်ဖို့ဝင်လို့မဟုတ်ဘူးလားမဟုတ်ပါဘူးဗျာအဲ့ဒီကကြဒိဋ္ဌိဝိသေကစားမချုပ်ဘူးလားချုပ်ပါဗျာချုပ်ရင်ဒိဋ္ဌိဝိသေကြောင့်အနုတ္တိယကိလေသာပြတ်တာပေါ့မှန်ပါ ပြည့်ရင်အပေနဲ့ပတ်သေးတဲ့ငရေတိရိစ္ဆာပြည့်လို့အပေလေးပုံနဲ့ပတ်သေးတဲ့ခန္ဓာပေါ်အောင်မလားမပေါ်ပါဘူးခင်ဗျာစဉ်းစားဖို့မကောင်းနော်ပေါ်ပါရဲ့ခင်ဗျာတောတာပဲပုဂ္ဂိုလ်တွေဆိုအပေနဲ့ပတ်သေးတဲ့ခန္ဓာဇက်သိနေနော်မှန်ပါဗျာအဲ့ဒါခန္ဓာဇက်သိနေတည်းရာမှန်ပါဗျာကာမရာဂဗျာပါဒကအနာငယ်လို့ဆိုင်ရနော်မှန်ပါဗျာအဲ့ဒါကာမတုတွေခုနှစ်ပုံပေါ့မှန်ပါဗျာလူပြင်းနေတဲ့ပြီ6ထက်ကိုသိနေတည်းရာမှန် လူခန္ဓာနဲ့ခန္ဓာသိနေရနော်မှန်ပါဗျာဒီသိပမကောင်းလားကောင်းပါဗျာအဲဖះရဲ့တဲ့ကျတော့ယူပါအယူပါလို့မောဘူးနော်ကောင်းပါဗျာစဉ်းစားနော်မှန်ပါဗျာအဲ့လိုလေ့လာဖို့မကောင်းလားကောင်းပါဗျာအဲ့ယူပါတဏ္ဍာအယူပါတဏ္ဍာပေါ့နော်မှန်ပါဗျာဒါဖះရဲ့နာမှာပင်နေတာမှန်ပါဗျာ၃၀တော့အကျွင့်ဖြစ်တာဖះရဲ့နာမှာပင်လာနော်မှန်ပါဗျာအဲ့လိုလေ့လာဖို့မကောင်းလားကောင်းပါဗျာ ခန္ဓာဇက်သိညာလားအကျိုးရှိတော့ဝိပါကဝက်ခန္ဓာကြီးရတော့ကသူအကျိုးရှိတော့နေအောင်မှာနော်မှန်ပါဗျာအဲ့ဒါတော့ဘလူးပါမတည့်ခင်ဘူးကွယ်မှန်ပါဗျာဤခံပြီးတော့နေအောင်မှာမှန်ပါဗျာအကျောင်း